သင်က fashion dress တွေအဝတ်အထည်တွေကိုရောင်းချနေတဲ့သူဆိုလို့ရှိရင်ဒီလိုမျိုး try on video တွေလုပ်ပြီးတော့မှ fashion လောကကိုအပိုင်သိမ်းလို့ရတယ်ဆိုတာသိပြီလားအခုညိုပြထားတဲ့ video လေးမှာဆိုလို့ရှိရင်ရုံးပန်တထည်ရဲနဲ့ gentleman sunset လူငယ် sunset classic sunset ဂျင်းပန်တထည်ရဲနဲ့ပုံစံမျိုးစုံကို fashion ကြကြဝတ်ပြသွားအောင်တွေ့ရတယ်ပေါ့နော် နောက်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင် school uniform လေးကို model လေးကဝတ်ပြသွားတာပေါ့နော်သူ့ video ရဲ့ comment အောက်မှာဆိုလို့ရှိရင်ဒီလို uniform လေးလိုချင်ပါတယ်၊မှားချင်ပါတယ်၊ဒီ uniform လေးလိုချင်ပါတယ်ဆိုပြီးတော့ comment တွေအများကြီးတွေ့ရတယ်။ဆိုတော့ဒီဗီဒီယိုလေးတွေကိုကြည့်ပြီးတော့မှရေကိုယ်တိုင်ရဲ့ gym battle လောက်လိုချင်သွားတယ်လို့သူ model လေးဝတ်ပြထားတယ်လို့ចောင်းစင်း uniform လေးကိုဝတ်ပြီးတော့လဲចောင်းပြန်တက်ခြင်းစိတ်ဖြစ်သွားစေတယ်ပေါ့နော်။ ဆိုတော့တင်ကိုရန်ကဒီလိုမျိုး fashion dress တွေအဝတ်အထည်တွေရောင်းချနေတဲ့သူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ရိုးရိုးပုံလေးနဲ့ရိုက်ပြီးတော့ပြတာတဲ့ဒီလိုမျိုး try on video တွေနဲ့စမ်းပြီးတော့မှလုပ်ကြည့်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ try on video လုပ်ခြင်းက visualization လို့ခေါ်တဲ့လူတွေရဲ့မျက်စိထဲမှာစိတ်ကူးထဲမှာပုံရိပ်ပေါ်လို့ရသွားစေတယ်။ အဲ့ဒီခါမှာ fabric အမျိုးအစားချုပ်ရိုးချုပ်သားပြည်ပြမှု360ဒီဂရီလှည့်ပြီးတော့မှမြင်ရမှုရငါဝတ်လိုက်ရင်လည်းဘယ်လိုမျိုးဖြစ်မှာပဲငါဝတ်လိုက်ရင်လည်းဘယ်လိုလှမှာပဲဆိုရဲသူတို့မျက်စီထဲမှာစိတ်ထဲမှာမြင်အောင်ခံစားကြည့်လို့ရစီရေပေါ့နော်အဲကြောင့်မလို့ trial video တွေကလူလေးရဲ့စိတ်ကိုပို့ပြီးတော့မှ ဝယ်ခြင်းစိတ်ကိုဖြစ်စေပါတယ်။နောက်တစ်ခုကဘာလဲဆိုတော့ emotional connection ကိုပြီးလို့အခုမှကြည့်ကြည့်လိုက်လေဂျင်းပင်တထဲနဲ့ပုံစံမျိုးစုံလုပ်ပြီးတော့ဝတ်ပြသွားတဲ့အခါမှာငါလည်းဂျင်းပင်တထဲရှိုံနဲ့ဒီလိုဝတ်လို့ရတယ်။ငါရဲ့ဘယ်အင်ဂျီလေးနဲ့ဒီဂျင်းပင်နဲ့တွဲပြီးတော့ဝတ်လိုက်မယ်ဆိုတာမျိုးစုံကတော့တခါလေတွေးပြီးသားဖြစ်သွားစေတယ်။ styling လုပ်လို့ရတယ်။ဂျင်းပင်တထဲရှိရင်ဒီလိုမျိုး styling လုပ်လို့ရပါလားဆိုတဲ့ idea တွေရသွားစေတယ်လို့စိတ်ကူးအတွေးတွေကိုလည်းဖြစ်ပေါ်စေတယ်ပေါ့နော်။ ဒီလို inspiration မျိုးကိုရစေတဲ့အတွက်ကြောင့်မို့လို့လေလူတွေကပို့ပြီးတော့မှဝယ်ခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်။နောက်နံပါတ်3တစ်ချက်အနေနဲ့ကတော့လူတွေရဲ့ဝယ်ခြင်းစိတ်ကိုနှိုးဆွပေးနိုင်လို့ဖြစ်ပါတယ်။အဲ့တော့မျိုးစုံအများဆုံးလုံးတတ်တယ်ပေါ့နော်။ model တွေကဝတ်ကြရတဲ့ engine တွေဆိုလို့ရှိရင်ကိုယ်မှတကယ်လိုအပ်နေတာမဟုတ်ဘဲနဲ့လူခြင်းစိတ်ဖြစ်ပေါ်တဲ့အတွက်ကြောင့်မို့ကိုဝယ်ဖြစ်တာမျိုးပေါ့နော်။အဲ့တော့ကိုယ့်ရဲ့အထယ်တွေ passion တွေကိုရိုးရိုးပုံနေအယုတ်တွေမှာဝတ်ပြတာနဲ့ ိုကိုယ်တိုင်ဝတ်ပြပြီးတော့မှလမ်းလျှောက်ပြမယ်လှုပ်ရှားပြမယ်ဆိုလို့ရှိရင်ဒီမော်ဒယ်မှာလှနေတာမြင်ရတဲ့အတွက်ကြောင့်မို့လို့ငါဝတ်ရင်လည်းလှမှာပဲဆိုရဲခံစားချက်လေးကိုဖြစ်စေတဲ့အတွက်လုံးဝစိတ်ကိုပို့ပြီးတော့ဖြစ်စီရင်ပေါ့နော်အဲကြောင့်မျိုးလို့ရိုးရိုးဓာတ်ပုံမျိုးရိုက်ပြီးတော့တင်တာတဲ့ဒီလို try on video လေးလုပ်ပြီးတော့တင်တာကပို့ပြီးတော့မှလူတွေရဲ့ဝယ်ခြင်းစိတ်ကိုဖြစ်ပေါ်စီပါတယ်။ဒါကြောင့် fashion ဈေးကွက်ကိုအပိုင်သိမ်းခြင်းလဲဆိုရင်တော့ try on experience ကိုပေးတဲ့ video တွေကိုခံကြည့်ကိုလုံးဝမမေ့ပါနဲ့နော်။ ကိုယ့်ရဲ့ဝယ်သူထောက်တယ်တွေကိုမြင်လိုက်တာနဲ့တခါလဲလိုချင်သွားအောင်ဘယ်လိုမျိုးဆွဲလဲဒီဒီဘယ်လို format တွေသုံးရမလဲဆိုတော့ content လုံကြီးအသေးစိတ်ကိုပြည့်ချင်နေဆိုတော့မျိုးစီမှာ course to profit content business mastery ဆိုတဲ့သင်တန်းရှိပါတယ်။ဒီသင်တန်းဟိုမျိုးက in person class ပဲဖွင့်ပေးထားတာ။တောင်းဆိုတဲ့သူတွေအရင်များလို့မျိုးက online class ကိုပါဖွင့်ပေးသွားတော့မှာပေါ့နော်။အမှမမှန်ဘူးတဲ့။ချက်မထားတဲ့သင်တန်းကြီးနဲ့မျိုးကလက်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်နော်။ဒါ့အပြင် bonus တွေလည်းအများကြီးရအောင်ပါပါနော်။၃လုံးခွဲတဲ့ mindset တွေနဲ့ ပြီးတော့၄တောင်းခွဲတဲ့ video photo editing master class တင်တယ်ပြီးတော့ခုနှစ်တောင်းတဲ့ AI power သင်တန်းကိုလည်းညွှန်အားထပ်ပြီးတော့မှလက်ဆောင်လေးနဲ့ထည့်ပေးသွားအောင်မှာဖြစ်ပါတယ်เนาะဆိုတော့အထူးကျေးကိုလည်းရကျင်တယ် wellness သင်တန်းလေးကိုလည်းရကျင်တယ်ဆိုလို့ရှိရင်တော့အမြန်ဆုံး CV ကိုလာခဲ့ပါเนาะဆိုတော့ဒီ video လေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တော့ yes လို့ရေးသွားခဲ့ပါအောင်တကယ်ချင်းညီတောင်းလေး share သွားပေးခဲ့ပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်